ကဲကျွန်တော်ဆက်လက်ပြီးတော့တင်လာသားသမီးတွေတပတ်တာကန်ချင်မအောင်လမ်းညွန်ဟောကြားပြီးသွားမှာဖြစ်ပါတယ်အဲ့တော့19ရက်အောက်တိုဘာလ2025တနင်္ဂနွေနေ့ကနေပြီးတော့20နဲ့မှ5ရက်အောက်တိုဘာလ2025စနေနေ့ပေါ့ဒီတပတ်တာကာလအတွင်းတင်လာသားသမီးတွေကန်ချင်မအောင်ကြည့်လိုက်ကြရအောင်ကတင်းလာသားသမီးတွေအနေနဲ့ဒီတစ်ပတ်မှာဆိုရင်တော့စိတ်ညစ်စရာတွေကြုံရတတ်တယ်လက်ရှိခြေနေရနေလက်ပလာအခြေအနေဖြစ်တတ်တယ် အလုံနေရာတိုင်ခင်အိုးရင်နေရာတိုင်ခင်ယာရုတောင်းဝင်ဒါဒီအပြောင်းလဲဖြစ်တတ်တဲ့တပတ်တာဖြစ်ပါတယ်။သူများထင်ကိုယ်သူများကအပြစ်တင်တာဝေဖန်တာဟာလားဆိုတာမျိုးတွေလည်းခံရတတ်တယ်။အဲ့တော့အလုံကန်စည်းပွားရေးရောင်းဝယ်တဲ့ပတ်သက်ဒီတော့မှအားကောင်းတဲ့နေရာမှာမပါဘူး။ထိနေသိနေလို့ဖို့လို့တယ်။လုပ်ငန်းကြံစီတွေပြတ်တတ်တယ်။မျောလင့်တဲ့လောက်မဖြစ်လာတာမျိုးတွေစူးစမ်းတဲ့လောက်အရာမထင်တာတွေဖြစ်တတ်တယ်။ငွေကြေးနဲ့ပတ်သက်ရင်တော့တပါးသူကကူညီလို့ထောက်ပံ့လို့ ပံ့ပိုးလို့ကိုယ့်ရငွေကြေးခတ်ခဲ့တဲ့အဆင်ပြေတာမျိုးတွေကြုံရတတ်တယ်အဲ့တော့ငွေကြေးနဲ့ပတ်သက်ပြီးတော့အကူအညီခွင့်လန်းတောင်းစရာရှိတယ်ဆိုတောင်းမယ်ဆိုရင်အဆင်ပြေနိုင်တဲ့ကာလာမျိုးဖြစ်တယ်အဲအခြေအိမ်တော်ကြီးမှာနည်းနည်းလေးစကားများတာနားလည်မှုလွဲတာအစမပြေထပစ်တာပုံမှန်အခြေအနေမဟုတ်တာမျိုးတွေဖြစ်တတ်တယ်။ပညာဆိုင်ရာအင်တာဗျူးကိစ္စတွေရည်ရွယ်ကြံစည်ထားတယ်ဆိုရင်ဒီတစ်ပတ်မှာလှုပ်ချင်းပြအောင်မြင်မှာဖြစ်ပါတယ်။အဲ့တော့အရေးကြီးတဲ့စကားကိစ္စတွေခရီးထွက်ဖို့တွေဆိုရင်ဒီတစ်ပတ်မှာအောင်မြင်မယ်ပေါ့။အဲ့တော့အရေးကြီးတဲ့စကားတွေပြောဖို့ဆိုဖို့ အဲ့လားခီးထွက်ဖို့ခီးနီခီးဝေးသွားဖို့လာဖို့တွေရှိတယ်အကြံစီထားတယ်ဆိုဒီတစ်ပတ်တာမှာအကောင့်တွေပေါ်ချင်းဖြစ်အောင်မြင်မှာဖြစ်ပါတယ်အဲ့တော့ကျမရင်းနဲ့ပတ်သက်တော့အနေငယ်ခြူကြတတ်တယ်စေးထုစေးတောက်စေးလင်းကြံတာမျိုးလေးတွေလောက်ရတတ်တယ်ပေါ့နော်အဲ့တော့စိုးရင်လောက်တဲ့အချိန်ဒီတော့မဟုတ်ဘူးအကျမရင်းခီးဆိုင်ဖို့တော့လိုအပ်တယ်မတော်တဆထိခိုက်တန်တာဆိုတာမျိုးလည်းရတတ်တယ်ဒီတစ်ပတ်မှာအနေငယ်အနှစ်ချုပ်အပြည့်အနေငယ်ကန်ညံ့ပါတယ်လို့ကျွန်တော်ပြောရမှာဖြစ်ပါတယ်အဲ့တော့အနေငယ်ကန်ညံ့တာဖြစ်တဲ့အတွက်ကြောင့်ဘာမစူကိုယ့်အရေးကိစ္စမှန်သမျှမှာသတိထားခီးဆိုင်ပြီးတော့ လောက်ရမှာဖြစ်ပါတယ်အဲ့တော့ငားအရှင်ငားကောင်လွတ်ပါ ကလေးလေးတွေကိုကလေးတွေကိုအစာကလေးတွေကိုမုတ်ပဲသေးစားကျွေးတာတို့ဟလာဆော့စရာလေးတွေဝယ်ပေးတာလက်ဆောင်ပေးတာတို့လောက်ရမှာဖြစ်ပါတယ်နော်ဒီရေရာလေးလောက်ပါအဲ့တော့ဒီတစ်ပတ်ရဲ့တင်းလာသားသမီးမိတ်ဆွေများကံကောင်းလက်ရှင်အချိုးပေးကနန်းဒီသုံးကနန်းဖြစ်ပါတယ်အချိုးပေးတဲ့အကြောင်းကညီညူအောင်ဖြစ်ပါတယ်တင်းလာသားသမီးမိတ်ဆွေများအတွက်လမ်းညွှန်ဟောကြားပေးတာပါ